ဗမာစကားမှာအတန်ထွက်တဲ့အခါကနတ်သက်ကိုကန်လို့အတန်ထွက်ပါတယ်။ပနတ်သက်ကိုပန်လို့အတန်ထွက်ပါတယ်။ဆလိုက်နတ်သက်ဆိုလို့ရှိရင်လဲဆန်လို့အတန်ထွက်ပါတယ်။အလားတူပဲရနတ်သက်ယန်၊လနတ်သက်လန်ဆိုတာတော့ခင်ဗျာ။ကဆိုတဲ့ဂျီးနဲ့အန်ဆိုတဲ့တရကိုပေါင်းတဲ့အခါမှာ ကအန်ဟာကန်ဖြစ်သွားတာတော်တော်ရှင်းပါတယ်။ဒါပေမဲ့ဝဆိုတဲ့ဂျီးနဲ့အန်ဆိုတဲ့တရကိုပေါင်းတဲ့အခါမှာတော့ဝအန်ကိုဝန်လို့အတန်မထွက်ဘဲဝန်လို့အတန်ထွက်ပါတယ်။ဒါကလည်းတနိုင်ငံလုံးမှာအတန်ထွက်နေတဲ့ဆန်အတန်ထွက်ဖြစ်ပါတယ်။ ဝါနာတက်နဲ့ပေါင်းထားတဲ့စကလုံးကိုတာဝန်ဝန်တန်းဝန်ကြီးစသဖြင့်အတန်ထွက်ကြပါတယ်။ယောမာကတော့ဒီလိုမဟုတ်ပါဘူး။ကနတက်ကံပနတက်ပံအတန်ထွက်တယ်လို့ဝါနာတက်ဆိုလို့ရှိရင်လည်းဝန်လို့ပဲအတန်ထွက်ပါတယ်။စံအတန်ထွက်မှာအတန်ထွက်တဲ့တာဝန်ကိုသူတို့ကတာဝန်စံတက်မှာအတန်ထွက်တဲ့ဝန်တန်းကိုသူတို့ကဝန်တန်းစံတက်မှာအတန်ထွက်တဲ့ဝန်ကြီးကို သူတို့ကဝန်ကြီးလို့အတန်ထွက်ပါတယ်။အိတ်ချံဝန်းကို ရောသူကြီးဒေါ်သန်းမေအတန်းထွက်ထားတာကိုပြန်နားထောင်ကြည့်ပါဦး။ချက်ခန်းတော့ပါဝင်ဝမ်းရရင်နေပါလား။အေးအိမ်ဝမ်းလျရတယ်။ဟုတ်ကဲ့အိမ်ဝမ်းအိမ်ဝမ်း။အိမ်ဝမ်းရတယ်လို့ခုနပြောရလားကျွန်တော်နည်းနည်းလေးပြန်ပြောပြပေးပါ။အိမ်ဆော့ပနေကြီးရတယ်အိမ်ဝမ်းလို့ခေါ်တယ်။အိမ်ဆော့ပမြောက်။ဒီလိုပဲဝါဆွဲပါတဲ့အတန်တွေမှာလည်းအတန်ထွက်ကွာခြားသွားပါတယ်။ဝါဆွဲဆိုတာကလည်းစလုံးတစ်လုံးရဲ့အောက်မှာဝါကိုဆွဲထားတာဖြစ်လို့ ဝါဇံအတန်အတွက်ကွဲတာနဲ့အတူဝါဆွဲတန်လည်းကွဲသွားပါတယ်။ဆက်မြမအတန်အတွက်မှာကနတ်သက်ကိုကန်းလို့အတန်ထွက်ပြီးမဲ့ကဝါဆွဲနတ်သက်ကိုတော့ကွန်းလို့အတန်ထွက်ပါတယ်။ယောမာကတော့ကနတ်သက်ကလည်းကန်းကဝါဆွဲနတ်သက်ကလည်းကွန်းပဲဖြစ်ပါတယ်။ပနတ်သက်ကိုပန်လို့အတန်ထွက်ရမှာစံအတန်ထွက်နဲ့ယောအတန်ထွက်အတူတူဖြစ်ပေမဲ့ပဝါဆွဲနတ်သက်ကိုအတန်ထွက်ရမှာတော့ယောအတန်ထွက်ကပွန်ဖြစ်ပြီးစံအတန်ထွက်ကတော့ပွန်လို့အတန်ထွက်ပါတယ်။ ကာယပင်ဝါဆွဲနတ်သက်ကိုစံအတန်ထွက်ကကျွန်းလို့အတန်ထွက်ပေမဲ့ရောအတန်ထွက်မှာကတော့ကျွမ်းလို့အတန်ထွက်ပါတယ်ရောသူကြီးဒေါ်သန်းမေအတန်ထွက်တာကိုနားထောင်ကြည့်ပါဦးဟုတ်တာအကျွမ်းလို့ကသမန်းဆိုလို့ရှိရင်သမန်းမနော်သမန်းစားရအောင်လေသမန်းစားပြီးလောဆိုသမန်းမဒေါ်သန်းမေကအကျွမ်းတို့ကလို့ပြောသွားပါတယ်ဒီကြောင့်ကိုဆရာကြီးဥထွန်းတင်နဲ့မေးကြည့်ပါတယ်ပြောနေမှာဘယ်လိုပြောလဲဆိုတော့ဝါဆွဲပါတီဖြစ်စီမပါတီဖြစ်စီသူဒီတပန်နဲ့ပဲပြောရရမှာ

အသံထွက်ကြတယ်။ဒါမှဝန်တာသုံးလည်းပဲကျွန်တော်တို့ဒီစံတမ်းမှာတော့ဝန်ဝန်လို့ထတာပါ။ရောတန်တွေပါတယ်မှာတော့ဝန်နဲ့ထွက်တယ်။ဒါကြောင့်ဝန်ကြီးစရင်ဝန်ကြီးပဲပြောတာပဲ။ဆရာကြီးဦးထွန်းတင်ဖြစ်ပါတယ်။ကျွန်တော်တို့စံမြန်မာစကားမှာကဝါသံမှာအတန်ပြောင်းထွက်တတ်တဲ့သဘောရှိပါတယ်။ကတက်တက်ဆိုလို့ရှိရင်ကတ်လို့အတန်ထွက်ပါတယ်။ကပတ်တက်ဆိုလို့ရှိရင်လည်းကတ်လို့အတန်ထွက်ပါတယ်။စာလုံးတက်သက်ဆိုလို့ရှိရင်လဲဆက်လို့အတန်ထွက်ပါတယ်စာလုံးပတ်သက်ဆိုလို့ရှိရင်လဲဆက်လို့ပဲအတန်ထွက်ပါတယ် ဒါပေမဲ့ဝတတ်သက်ကိုတော့ဝတ်လို့အတန်ထွက်ပါတယ်။ယောကတော့ဝတတ်သက်ဝပတ်သက်ကိုလည်းဝတ်လို့ပဲအတန်ထွက်ပါတယ်။ဝတတ်သက်ဆင်းတဲ့ဝတ်လို့မပြောဝတ်ပဲဆိုတာပဲ။အဝတ်အစားပဲဆိုတာ။ဝတတ်သက်ကိုဝတ်အဲဒါကြီးဆိုရင်ကတ်ခါကိုဆိုရင်ကတ်အလားလာဆိုရင်လက်ပေါ်ဝတ်ဆိုရင်ဝတ်ပေါ်အဲဒီလားပဲ။ဝတ်ဖြစ်လို့အတန်ထွက်တော့မဘူး။ဆက်မှာတော့ဝတ်ကဝတ်တလုံးနဲ့ဆိုရင်ဝတ်လို့ပဲပြောလိုက်တာပဲ။ သို့ဝတဲ့အင်းညို့တဲ့အမေရောင်းတဲ့ဂျင်းသို့ဝတဲ့အန်ဂျီဝတဲ့ဒီလိုပဲပြောတာဆိုတော့ရောမှာထွက်တာကဟိုတခြားစကလုံးထွက်တဲ့အတိုင်းပဲထွက်တယ်ဟိုဆက်မှာထွက်တဲ့ဟာကခြွင်းချက်အနေနဲ့ထူပြီးတော့ထွက်ရတဲ့သဘောဖြစ်နေတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်မကနတကကအဲ့အဲ့လိုအပန်းပြောင်းပြီးတော့ပြောကြတဲ့သဘောလို့ထင်တယ်ဒီတော့ကတ်သက်ပတ်သက်မှာလဲဝါဆွဲသံပါလာတဲ့အခါ ယောဒန်နဲ့ဆက်မြမာစကားအတန်ဟာကွဲလွဲသွားပါတယ်။ကုပီးရဲ့လို့မြမာဆန်စကားမှာအတန်ထွက်တဲ့စကားဟာယောဒန်နဲ့ဆိုလို့ရှိရင် ကွက်ပြစ်ဖြစ်ပါလိမ့်မယ်။ဆွတ်ကျဲလို့မြမာဆန်စကားမှာအတန်ထွက်တဲ့စကားဟာယောဒန်နဲ့ဆိုလို့ရှိရင်ဆွတ်ကျဲဖြစ်ပါလိမ့်မယ်။ဆရာကြီးဦးထွန်းတင်ကရှေးကမြမာတွေအတန်ထွက်ခဲ့တာဟာလဲယောနယ်ကအတန်ထွက်ခဲ့တယ်လို့မျိုးတောင်ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ယူဆပါတယ်။ဆရာကြီးဘာကြောင့်အဲ့ဒါလို့ယူဆပါသလဲ။ဆရာကြီးပြောထားတာကိုနားထောင်ကြည့်ကြပါအောင်ခင်ဗျာ။ ေးကကျောက်ကပြားလင်းကားတွေမှာတတူတွေမှာရေးလို့ရှိရင်ဟိုနတ်တတဟာကျွန်တော်ထင်တယ်အတူများရုပ်ခက်တာကျွန်တော်ရောနာလို့လေဥပမာဖြင့်ပါကောင်နတ်တတနဲ့ခရယောဆန်နတ်တကွမ်းအတူတူပဲဒီလိုထွက်မှာပေါ့ဗျာဟုတ်ကဲ့ဆရာအတူတူပဲထွက်ခဲ့မလားလို့ဆရာကယူဆတာကဒီရှေးကရှေးကပြုတ်ကပြားတွေမှာကာယံအညီထားပြီးတော့ဆက်လို့အဲ့လိုယူဆတာလားဆရာကာယံတူထားဆက်တယ်ဥပမာ ပြည့်စုံတော့မပါတဲ့သလုံးရဲ့အထံနဲ့အသက်ပေါ့ဗျာဝါဆက်ဇံတော့တခြားလည်းတော့မပြောင်းပါဘူးဝါဆက်ဇံနဲ့လည်းအတူတူပဲဆက်ခဲ့တယ်ရရဝါဆက်ဇံနဲ့အတူဆက်တယ်ရပင်းဝါဆက်ဇံနဲ့အတူဆက်တယ်အခုဆင်းတော့ကျွန်တော်တို့ကအတန်တက်ကိုစံတန်နဲ့ထွက်နေပြောတဲ့ခါကျတော့သူ့နေရာတွေမှာဒီအတန်လေးတွေကကြောင်းသွားတာပေါ့ဗျာဒါပါတော့စစ်ကုတ်တောင်းမှကျွန်တော်ကျွန်လေး လုတ်ချွန်လေးလို့ကျွန်တော်ထင်တယ်။ရုပ်လည်းနဲ့ဆိုမှာရှေကူတောင်းမှကျွန်တော်ချွန်လေးလို့ပဲပြောတာ။အဲမှာရှေကူတောင်းမှကျွန်တော်ချွန်လေးဆိုရင်မင်းနဲ့ချွန်မလားဘာလို့ဆိုအတန်ခါရန်ကိုလွဲသွားပြီ။ရှေကူတောင်းမှကျွန်တော်ချွန်လေးတက်ပွန်တေးသားသွားရတယ်ကျွန်တော်ကဝါစံနာတာကိုပေါင်းဆက်လိုက်ပြီးရှေကူတောင်းမှကျွန်တော်ချွန်လေးတက်ပွန်ပညာဆိုတော့ကျွန်တော်ကလည်းပေါင်းတော့ခိုက်တယ် တောင်းပန်ကပန်နဲ့တော့အတန်လွယ်သွားပြီရောင်းလာလို့ဆိုတော့တည်ရတဲ့ပြမှာပေါ့ဥမာအဖြစ်လူတီများတဲ့ National Nation ရဲ့ပေါ်နွေလလျင်အစချီတဲ့ရဒူထဲမှာဆိုရင်လဲတိန်ညိုမှိုင်းထက် ပြက်လျက်ပြကစိမ့်ဝါမိုးပန်းထွေထွေစွန့်ကရေသွန်းတာကြီးပျော်ရမည်ကိုဆိုပြီးစိမ့်ဝါမိုးပန်းကပန်းနဲ့ထွေထွေစွန့်ကအမှပါတဲ့စဝါဆွဲနတ်သက်ဝစ္စနှလုံးပေါက်ကိုကာယံတူဆက်ဆူထားပါဗျာ အခုဆံမြန်မာအတန်တွက်နဲ့ဆိုကြည့်ရင်ကာယံမကိုက်တယ်လို့ဖြစ်နေပါတယ်။စိမ့်ဝါမူပန်းထွေထွေစွန့်ကဖြစ်နေပါတယ်။ယောဒန်နဲ့သာဆိုလို့ရှိရင်တော့ကာယံကိုက်ပါတယ်။စိမ့်ဝါမူပန်းထွေထွေစွန့်ကရေတွမ်းတာကြီးပျော်ရမည်ကိုဖြစ်မှာပါ။အနန္တသူရိယအမတ်ကြီးဆက်ဆိုခဲ့တယ်ဆိုတော့မျက်ဖြေလင်္ကာထဲမှာလဲကြီးညိုစိတ်တန်တခင့်မွန်းကိုခြံပြီးစင်စစ် အပြစ်မဲ့ရေခွန့်လျင်ပေးဆိုပြီးဆက်ဆိုထားတော့ဆိုရတာကာယံမကိုက်တယ်လို့ပါပဲ။ ယောဒန်နဲ့ဆိုရင်တော့ကြီးညိုစိတ်တန်တခင်မွန်ကိုခြံပြီးစင်စစ်ဆိုတော့ကာယံကြိုက်ပါတယ်။ရှေးကပြားတွေထဲမှာဒါမျိုးနမူနာတွေအများအများရှိပါတယ်။ဒါကြောင့်လဲဆရာကြီးဦးထွန်းတင်ကရှေးတုန်းကအတန်ထွက်ဟာယောလိုပဲအတန်ထွက်ခဲ့တာများဖြစ်လိမ့်မလားလို့မှန်းဆပြောဆိုတာဖြစ်ပါတယ်။ဆရာတို့ယောဒန်မှာခုနကအညွန့်ဆိုလို့ရှိရင်ဘလို့တန်ထွက်လဲဆရာအညွန့်ယောယောဒန်ဆိုတော့အညွန့်ပဲပြောတာဗျ။ဆရာကြီးကိုမမေးလိုက်ရတဲ့စကားတစ်ခွန်းကိုလည်းကျွန်တော်တွေးတောမိပါတယ်။အဲ့ဒါကတော့ ဆရာကြီးရဲ့နာမည်ကိုယောနယ်ကသူ့မိတ်ဆွေတွေသူ့ဆွေမျိုးတွေသူ့တငယ်ချင်းတွေကခေါ်လို့ရှိရင်ဥထွန်းတင်လို့မခေါ်ဘဲနဲ့ဥထွန်းတင်လို့ခေါ်မယ်ဆိုတာသိကြပါ့ဖွယ်လို့ထင်ပါတယ်ခင်ဗျာ။